။လွန်ခဲ့တဲ့ရက်အနေငယ်ကကျွန်တော်ရဲ့အိမ်ထဲမှာနယံကိုကုတ်ချနေတဲ့ဆူညံတဲ့တချို့ကိုကြားခဲ့ရပါတယ်။ကျွန်တော်ရဲ့အိမ်ကတောအနီးမှာရှိတာကြောင့်တောရင်ဒရိဆန်တွေရဲ့အသံများလားဆိုပြီးတော့ကျွန်တော်တအိမ်လုံးအနှံ့ကိုလိုက်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်မတင်ခါစရာဘတ်ဒရိဆန်ရဲ့အရေးအယံကိုမှမတွေ့ခဲ့ရပါပဲ။အသံကတနေ့ထက်တနေ့ပုံမှုချေလောင်လာခဲ့ပါတယ်။ ထုတ်ဆက်အတိုင်းကျွန်တော် channel ကအလုပ်တွေကိုအာယုံဆိုင်နေတော့ရုတ်တရက်လှော့ကကျိုးသွားခဲ့ပြီးတော့ကျွန်တော်အပိုပစ္စည်းတွေထားရဲမသွားတာကြပြီဖြစ်တဲ့မြောက်ခန်းနေရာစီကိုသွားခဲ့ပါတယ်မြောက်ခမ်းလေးကကျွန်တော်ကိုနေတိုင်းအနောက်ဆက်ပေးနေတဲ့အတန်ကိုကျွန်တော်နောက်ကနေကြားလိုက်ရပါတယ်။ကျွန်တော်လန့်သွားခဲ့ပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်းတုံသားခဲ့ပါတယ်။ဒါကြောင့်လှည့်ပြီးတော့ဓမီနဲ့အတန်လာရစီကိုထူးကြည့်ခဲ့ပေမယ့်ဘာမှတော့ရှိမနေခဲ့ပါဘူး။ ျွန်တော်နားကိုနင်းနားကလိုက်ပြီးတော့အတန်ကိုနားထောင်လိုက်ပါတယ်။ကျွန်တော်ကိုအံ့ဩသွားစေတာကအတန်ကနယံရဲ့ခဝဝေးကလာတာပဲဖြစ်ပါတယ်။အဲ့ဒါကနယံကိုခြုံထက်တဲ့အရာတစ်ခုခုနဲ့ကုတ်ချနေတဲ့အတန်မျိုးပါပဲ။ဒါပေမဲ့အဲ့ဒါကတောယန်ဒရိဆန်ရဲ့အတန်မျိုးတော့မဟုတ်ခဲ့ပါဘူး။ဒီအခြေအနေမျိုးမှာခြောက်ချားစရာကောင်းတဲ့နေရအနောက်ကအတန်ကြောင့်ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာကိုမသိတော့ပါဘူး။ ဒါကြောင့်ကျွန်တော်အိမ်မှာဆက်မနေရတော့ဘဲနဲ့ကျွန်တော်ခက်မမြန်မဲထွက်လာကရဲတွေကိုခေါ်လိုက်ပါတယ်။ကျွန်တော်အိမ်ရဲ့မြေောက်ခန်းစီကနေရန်တဲကနေကုတ်ချစ်တန်တွေကြားရလို့ပါ။တစုံတစ်ခုကဒီနေရန်တဲကထွက်လာခြင်းနဲ့ပုံပဲ။ထို့အခါရဲအရာရှိကဒါကတော်ရန်ဒရိတ်ဆန်ပဲနေပါပါ။ပြီးတော့ဒါကဆူညံတန်တသက်တာဆိုရင်သူတို့ကဒါကိုကူညီနိုင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ရွေးချယ်စရာမရှိတော့ဘဲနဲ့ကျွန်တော်တောအုပ်ထဲကထွက်လာပြီးတော့အနီးမှာရှိတဲ့မော်တယ်တစ်ခုမှပဲညှိအိတ်ခဲ့ရပါတယ်။ ျွန်တော်အိမ်ကိုတရက်လောက်ကြာပြီးပြန်လာတဲ့အချိန်မှာတရက်ရောက်အိမ်ကိုခိုးဝင်ထားသလိုမျိုးအိမ်တစ်ခုလုံးကရှုပ်ပွားနေခဲ့ပါတယ်။မိဖို့ကြောင့်လည်းအဲကန်တစ်ခုလုံးကရှွန့်ပြီးပြေးချန်နေခဲ့ပြီးတော့ရေခဲတက်တာကလည်းပွင့်နေခဲ့ပြီးတော့အထက်မှာရှိတဲ့မုတ်တွေလည်းပျောက်သွားခဲ့ပါတယ်။ကျမ်းပြပေါ်မှာတော့ထူးဆန်းတဲ့ခြေရာတွေရှိနေခဲ့ပြီးတော့ထိုခြေရာတွေကမြောက်ခန်းကိုဥတည်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တနက်ကိုထုတ်လိုက်ပြီးတော့မြေအောင်ခန်းလေးကိုဂယုတဆိုင်နဲ့တေချာဆင်းသွားခဲ့ပါတယ်။ ကျွန်တော်ကိုအံ့ဩသွားစေတာကမြေအောင်ခန်းထဲမှာကြီးမားတဲ့အပေါက်ကြီးရှိနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲရီကိုခေါ်လိုက်ပြီးတော့သူတို့ကရောက်တာနဲ့အိမ်အနှံ့ကို ရှာဖွေပါတော့တယ်။များစွာသောလက်ဝဲရာတွေကိုအိမ်အနှံ့ပြားမှာတွေ့ခဲ့ရပါတယ်။အံ့ဩစရာကောင်းတာကလက်ဝဲရာတွေကအကုန်လုံးရဲ့ကိုရေးရဇဝင်တွေကိုတစ်ခါမှမတွေ့ဘူးတာပဲဖြစ်ပါတယ်။ရဲရရှိတယောက်ရဲ့ပြောကြားချက်အရတော့ကျူးကျော်သူအနည်းဆုံး၈၀၀လောက်ရှိတယ်လို့ပြောပါရယ် ကျွန်တော်တို့လက်ဝဲရာတွေကိုစစ်ဆေးပေးမယ်လေသူတို့ရဲ့ကိုယ်ရည်အချက်အလက်တွေကမှတ်တမ်းတင်ထားတာမျိုးမရှိတဲ့အပြင်လက်ဝဲရာတွေကလည်းအတော်လေးကိုစမ်းကြည့်နေခဲ့ပါတယ်။အဲဒီနောက်ရဲအရာရှိတွေကမြေအောင်ခန်းထဲကအပေါင်ကြီးကိုဓမီနဲ့ထိုးကြည့်ခဲ့ကြပြီးတော့ဒီအပေါင်ကြီးရဲ့အနက်ကဘလောက်ရှိလဲဆိုတော့သူတို့မတိုင်းတာနိုင်သေးတာကြောင့်လူတယောက်အနေနဲ့ဒီထဲကိုဝင်ပြီးတော့စစ်ဆေးကြည့်မယ်ဆိုရင်ဒါကအရန်ကိုပဲအနေများတယ်လို့ဆိုပါတယ်။ ဒါကိုစူးစမ်းရှာဖွေဖို့အတွက်အချိန်ခဏလောက်ယူရမယ်လို့ပြောခဲ့ပြီးတော့အရင်ဆုံးအင်ကိုပြောင်းလိုက်ပါဆိုပြီးတော့ပြောလာခဲ့ပါတယ်။ကျွန်တော်ကြောက်ပင်မယ်ကျွန်တော်မှရွေးချယ်စရာမရှိသလိုဒီအပေါင်ကြီးရှိနေပေမဲ့လည်းကျွန်တော်ဆက်နေဖို့ကိုပဲဆုံးဖြတ်ခဲ့ပါတယ်။ Jerry ပြန်သွားပြီးတဲ့နောက်ကျွန်တော်အင်ကိုတယောက်ထဲပြန်လာခဲ့ပြီးတော့ဒီအပေါင်ကြီးကိုတစ်သားရီနဲ့ကာကာပေးပစ်လိုက်ပါတယ်။ဘလို့လို့ရှိရောက်ကများအဲဒီနေ့ကကျွန်တော်အင်ကိုခိုးဝင်ခဲ့ကြတာလေ။ ရက်အတော်ကြာတဲ့အထိအိမ်က တိတ်ဆိတ်ပြီးတော့ဘာမှဆက်မဖြစ်တဲ့အပြင်နေရန်ကလည်းဘာအတန်ကိုမှထပ်မကြရတော့ပါဘူး။တရက်မှာတော့ကျွန်တော်ခတူတို့အတန်တစ်ခုကိုကြားလိုက်တာကြောင့်လန့်သွားခဲ့ပါတယ်။အချိန်ကြာလာတဲ့အများထိုးအဖြစ်ပြက်တွေရဲ့အမှတ်တရတွေကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။တလောက်လောက်ကြာပြီးရဲ့နောက်ကျွန်တော်အပြင်မှာတိခုတ်ရာကနေအင်ကိုပြန်လာတဲ့အချိန်မြေရောက်ခန်းစီကထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ဒီအတန်ကကျွန်တော်တစ်ခါမှမကြားခဲ့ဘူးတဲ့အတန်မျိုးပဲဖြစ်ပါတယ်။ ဒီအတန်ကမွေးအတန်လိုမျိုးဖြစ်တာကြောင့်ကျွန်တော်တနက်ကိုထုတ်လိုက်ပြီးတော့မြေအောက်ခန်းတကားကိုဂယုတဆိုင်နဲ့ဖွင့်လိုက်ပါတယ်။ထို့အချိန်မှာတစုံတစ်ခုကကျွန်တော်စီကိုခုံဝင်လာခဲ့ပြီးတော့လေဘင်းကိုညှစ်ပစ်လိုက်ပါတယ်။ထို့အရာရဲ့ပုံစံကသဘင်တွင်မရှိတဲ့ခေါင်းနဲ့ကြောက်စရာခေါင်းနဲ့ခန္ဓာကိုယ်အရေပြားအပြင်သွေးကြောရိကိုပါဖောက်မြင်နေရတာပဲဖြစ်ပါတယ်။ထို့အရာကြီးကကျွန်တော်ကိုကြမ်းမြင့်ပေါ်မှာလဲပဲညှစ်ထားခဲ့ပြီးတော့မျိုးလုံးမှလည်းမျက်စံတွေမရှိခဲ့ပါဘူး။ ျွန်တော်သတိလေးမမီမျောခင်အထီးထိုအရာတွေကကျွန်တော်နာမဝိုင်းနေခဲ့ကြပါတယ်။ဒါကဘလောက်ကြာသွားလဲမသိဘဲနဲ့ကျွန်တော်ကြောပြင်ကနာခြင်းမှုကြောင့်နိုးလာတဲ့အခါမှာထိုအရာကြီးတွေကကျွန်တော်ရဲ့ခြေထောက်ကိုဆွဲထားပြီးတော့မြေအောင်ခန်းထဲကိုခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။သူတို့ကထူးဆန်းတဲ့အတန်တွေထွက်နေကြပြီးတော့သူတို့ရဲ့ဖောက်မြင်နေရတဲ့ခန္ဓာကိုယ်တွေကလည်းအမှောင်ထဲမှာလင်းနေခဲ့ပါတယ်။ကျင်းမြောင်းနဲ့မြေအောင်ခန်းကနေလူတယောက်မတည့်ရလျှောက်လို့ရတဲ့အနေအထားထီကိုကျေလာခဲ့တာပါ အဲဒီမှာထူးဆန်းတဲ့အကောင်တွေအများကြီးရှိနေကြပါတယ်။သူတို့ကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုကုတ်ချစ်ပြီးတော့စမ်းသပ်နေကြပါတယ်။ဒီထူးဆန်းတဲ့ကောင်ကြီးတွေကကျွန်တော်ကိုတဲပြီးတော့ပိုးနှက်တဲ့လှိုင်းကောင်းတွေကိုဆက်သွားနေခဲ့ကြပါတယ်။တနေရာမှာတော့ခေါင်းကိုအောက်ဆိုင်ကထိုင်နေတဲ့တတ္တဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ဒီကောင်ကြီးရဲ့ပုံစံကိုကျွန်တော်တစ်ချက်လောက်ကြည့်လိုက်တာနဲ့သူ့ရဲ့တွန့်နေတဲ့ခန္ဓာကိုယ်အရေပြားနဲ့ကိုင်းနေတဲ့ကြောပြင်ကိုတွေ့လိုက်ရပါတယ်။ဒီတတ္တဝါကြီးကတဖြည်းဖြည်းခေါင်းမော့လာပြီးတော့ကျွန်တော်ကိုကြည့်လိုက်ပါတယ်။ သူ့ရဲ့မျက်လုံးကလူသားတစ်ယောက်ရဲ့မျက်လုံးနဲ့တူပေမဲ့မျက်စံတွေကတော့ဝါနေခဲ့ပါတယ်။ဒီကောင်ကြီးကဒီထူးဆန်းတဲ့ကောင်တွေထဲမှာမှမျက်စံရှိတဲ့တဦးတည်းသောတတဝါကြီးပဲဖြစ်ပါတယ်။သူ့ရဲ့မျက်လုံးတွေကပြုကျလာကကျွန်တော်ကိုကြည့်လိုက်ပြီးတော့ထူးဆန်းတဲ့အတန်တွေထွက်လာခဲ့ပါတယ်။အဲ့ဒါကစကားပြောတဲ့ပုံပေါ်ပြီးတော့ကျွန်တော်ဒါကိုနားမလည်ခဲ့ပါဘူး။ခမည်းမပြောတာလဲဆိုပြီးတော့ကျွန်တော်မေးလိုက်ပါတယ်။သူ့အရာကြီးကနားမလည်နိုင်စွာထပ်ပြီးတော့ရေရွတ်လိုက်ပါတယ်။ ဒါကြောင့်ကျွန်တော်အိတ်ထဲကနေဖုန်းကိုထုတ်လိုက်ပြီးတော့ဘာသာပြန်တဲ့ app ကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့ဘာသာပြန်ကထိုအကောင်ကြီးရဲ့စကားသံတွေကိုနားမလည်ခဲ့ပါဘူး။ဒါကြောင့်ကျွန်တော်အတန်သွင်းတဲ့ app ကိုဖွင့်လိုက်ပြီးတော့အတန်သွင်းလိုက်ပါတယ်။ထိုထူးဆန်းတဲ့အကောင်ကြီးတွေကကျွန်တော်မသိနိုင်တဲ့ဘာသာစကားတွေကိုရေရွတ်နေခဲ့ကြပါတယ်။ထူတတဝါကြီးရဲ့စကားသံအဆုံးမှာတော့ထူးဆန်းတဲ့အတန်တွေပြုလိုက်ကြပြီးတော့ထူတတဝါကြီးတွေကကျွန်တော်ရှိမှဒူးထောက်ကထိုင်နေခဲ့ကြတာအယုတ်တီပြေးနေကြပါတော့တယ်။ ဒါကပါလဲဟာဆိုပြီးတော့ကျွန်တော်ထူးဆန်းတဲ့အခြေအနေကြီးကိုအပြေရှားနေခဲ့ပါတယ်။အဲဒီနောက်သူတို့ကအင်းဆက်အများစုကို ကျွန်တော်စီကိုယူလာခဲ့ကြပါတယ်။ကြွက်တီတွေတစ်ပင်အမြင့်တွေကိုပါယူဆောင်လာခဲ့ကြပြီးတော့ကြည်ရတာသူတို့ရဲ့အစားအစာတွေကိုမျှဝေပေးခြင်းတဲ့ပုံစံပေါ်ပါတယ်။သူတို့ကျွန်တော်စီကိုယူလာပေးတဲ့အစားအစာတွေကိုမစားကြအောင်အမူအရာပြလိုက်ပါတယ်။ဒီအကောင်ကြီးတွေကကျွန်တော်စကားကိုနားလဲသွားတဲ့ပုံပေါ်ပြီးတော့ခဏလောက်ထွက်သွားကအမျိုးသမီးပုံစံပေါက်တဲ့တတဝါတကောင်ကိုကျွန်တော်စီကိုတွန်းပို့ခဲ့ပါရယ် ကျွန်တော်ထိုအရာကိုတွန်းထုတ်လိုက်ပြီးတော့ဒီအခြေအနေကိုကြောက်ရွံ့သွားတာကြောင့်ဒီကနေအမြန်ထွက်ပြေးချင်နေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ငိုပြီးတော့အိမ်ပြန်ခွင့်ပေးဖို့ကိုပဲတောင်းဆိုခဲ့ပါတယ်။အဲဒီနောက်ဒီရှေလျားတဲ့လှိုင်ကောင်းကြီးကိုဖြတ်ပြီးတော့အနုမြူမီဆင်းလင်းနေတဲ့သူတို့ကကျွန်တော်ကိုကျွန်တော်လာတဲ့စီကိုပြန်ပို့ပေးဖို့လုပ်ခဲ့ကြပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်မြေအောက်ခန့်ရဲ့ဒီအပေါက်ထဲကနေပြန်ထွက်လာနိုင်ခဲ့ပါတယ်။သူတို့ကထူးဆန်းတဲ့အမတ်တတဝါကိုလည်းပို့ပေးခဲ့ပါတယ်။ ဒီထူးဆန်းတဲ့တတဝါကမြေအောင်ခန်းထဲကနေတွားသွားကကုတ်ချစ်နေခဲ့ပါတယ်။ကျွန်တော်ခန့်မြန်မြန်ပဲမြေအောင်ခန်းထဲကနေခုံလိုက်ပြီးတော့တကားကိုတော့ခန့်လိုက်ပါတယ်။ထူးတတဝါကအထဲကနေတကားကိုထူးရိုက်နေခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ရဲတွေကိုဖုန်းခေါ်လိုက်ပြီးတော့အခြေအနေကိုပြောပြဖို့အတွက်လုပ်ခဲ့ပါတယ်။မကြခင်အချိန်မှာပဲစုံစမ်းစစ်ဆေးရေးအဖွဲ့ကရောက်လာခဲ့ကြပြီးတော့ရဲတွေကမြေအောင်ခန်းတကားကိုဂယုတစိုက်ဖွင့်လိုက်တဲ့အချိန်ထူတတဝါကကျွန်တော်စီကိုခေါ်အုံလိုက်ပါတယ်။ ကျွန်တော်ကြောက်လန့်တာကြောင့်အော်ဟစ်လိုက်ပြီးတော့ရဲတွေကဒီထူးဆန်းတဲ့တတဝါကိုဖယ်ဖို့လုပ်ခဲ့ပေမဲ့ထိုးတတဝါကကျွန်တော်ရဲ့လေပင်ကိုကိုက်ချပြစ်လိုက်ပါတယ်။ကျွန်တော်လေပင်ကိုကိုက်ထားတဲ့ထိုးတတဝါရဲ့ခေါင်းကိုရဲတွေကခက်ပြင်းပြင်းရိုက်ချပြစ်လိုက်ပါတယ်။အိမ်အပြင်ကိုရောက်တာနဲ့အဖြူရောင်မိခိုးတွေထွက်လာခဲ့ကြပြီးတော့ဖောက်မြင်နေရတဲ့ခန္ဓာကိုယ်အရေးပြားဟာလည်းနေအောင်နဲ့ထိတွေ့လိုက်တာနဲ့တပြိုင်နက်မင်းနဲ့ကလောင်ကျန်းသွားပြီးတော့နာကျင်စွာနဲ့တည်ဆုံသွားခဲ့ပါတော့တယ်။ ထို့အချိန်ကစပြီးတော့သူတို့တွေကမြေရောက်ခန်းတွေကကျွန်တော်မြင်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီးတော့အချိန်အတော်ကြာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးတော့ကျွန်တော်အင်ကိုလာရောက်စုံစမ်းနေပါဝင်ပတ်သက်သူအများအပြားရှိခဲ့ကြပါတယ်။ Jerry ကတိတ်ဆုံးသွားတဲ့ထိုးတက်တဝါရဲ့အလောင်းကိုစစ်ဆေးခဲ့ကြပြီးတော့ဒီဖောက်မြင်နေရတဲ့အရေပြားအတွင်မှာလူရဲ့အင်္ဂါအစိပ်ပိုင်းနဲ့တူတဲ့အရာတွေရှိနေပေမယ့်နိုင်ယူနေရမှာတော့ဟောင်းလောင်းပေါက်ပဟတ်ဖြစ်နေကအဆုတ်ရှိမနေခဲ့ပါဘူး။သူတို့ကမြေအောက်ခန်းထဲမှာပဟတ်နဲ့အသက်ရှူကြတာပဲဖြစ်ပါတယ်။ ောက်ထပ်တစ်ခုကတော့သူတို့ကအမြင်အာရုံတွေယိုယင်းလာကြတာကြောင့်မျက်စံတွေမရှိကြတော့ဘဲနဲ့အလင်းတွေပဲအရာဝတ္ထုတွေကိုခွဲခြားနိုင်လာတာပဲဖြစ်ပါတယ်။ကျွန်တော်ဖုန်းထဲမှာအတန်းသွင်းကတင်ထားတဲ့အတန်းဖိုင်ကိုလည်းရဲရီကို ပေးခဲ့ပါတယ်။ညာစွာသောဘာသာစကားစစ်စစ်တဲ့သူသေသနာပညာရှင်တွေကဒါကဒီဘက်ခင်မှာမတွေ့ခဲ့ဘူးတဲ့ဘာသာစကားဖြစ်နေတာကြောင့်အံ့ဩသွားခဲ့ကြပါတယ်။ဒါကမြောက်အမေရိကရဲ့ရှီဟောင်းဘာသာစကားတစ်ခုဖြစ်ပြီးတော့ဘာသာပြင်ကြီးလိုက်တဲ့အခါမှာတော့မင်းကငါတို့ရဲ့နောက်ဆုံးကျန်တဲ့မျိုးဆက်ပဲ ငါတို့ကစစ်ပွဲကနေအသက်ရှင်ဖို့အတွက်မျိုးဆက်တဆက်ပြီးတဆက်အချိန်တော်ကြာဒီမြေကြီးထဲမှာပုံနေကြတာပဲဖြစ်တယ်။အကယ်၍များငါတည်သွားခဲ့ရင်ဒီပါတဲ့စကားကို သင်မဲ့သူရှိမှမဟုတ်တော့ဘူး။မင်းရဲ့ပါတဲ့စကားကိုဒီလူတွေကို သင်ပေးပါ။ဒီလူမျိုးစုတွေကလွန်ခဲ့တဲ့နှစ်သုံးနောင်လောက်တုန်းကအမိမသိတဲ့စစ်ပွဲကနေလွတ်မြောက်ဖို့အတွက်ပုံနေခဲ့ကြတာပဲဖြစ်ပါတယ်။အချိန်တွင်ကြာမြင့်လာတဲ့အခါသူတို့ရဲ့ခန္ဓာကိုယ်ကမြေအောက်နဲ့အလိုက်သင့်ဖြစ်ဖို့အတွက်ပြောင်းလဲလာခဲ့ကြပါတယ် လူတွေကသူတို့ရဲ့တရှိမှုကိုသိသွားကြတဲ့အခါမှာလူမှုရေးရာတယောက်မှုတွေဖြစ်စေနိုင်တာကြောင့်လူအများသိအောင်မချပြဖို့နဲ့အစိုးရကသူတို့ကိုတင်းကျပ်စွာထိန်ချုပ်လိုက်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီအဖြစ်များကိုထုံမပြောဖို့အတွက်စာချုပ်လွှာရေးသားခဲ့ရပါတယ်။ထိုတတ္တဝါကိုက်ထားတဲ့ကျွန်တော်ရဲ့အနာကကျလူနေပါဖြစ်ပြီးတော့သူတို့က စေယုံမှာတရားကုသပေးခဲ့ပါတယ်။ထိုနေ့ကအိမ်မက်ဆိုးလို့ဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေကလည်းတဖြည်းဖြည်းနဲ့ပြောက်ွယ်လာခဲ့ပါတော့တယ်။ ကျွန်တော်မှန်တဲ့ကကျွန်တော်ရဲ့ level ကိုကြီးလိုက်ပြီးတော့တပြင်းချလိုက်ပါတယ်။ကျွန်တော်ရေချိုးဖို့အတွက်အင်ကြီးကိုချိုးလိုက်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အပေါက်တစ်ခုကို ကျွန်တော်ရဲ့နံယူနာမှာခန်းစားမိခဲ့ပါတယ်။ဘာလဲဆိုပြီးတော့လန့်သွားတာကြောင့်ကျွန်တော်မှန်တဲ့ကိုအနီးကပ်ကြီးလိုက်တဲ့အချိန်မှာခန္ဓာကိုယ်ရဲ့အရေးပြားတစ်ခုလုံးကလည်းအပြေအောင်သွေးကြောတွေကိုဖောက်မြင်နေရတာကြောင့်ကျွန်တော်ဆေးရုံကိုသွားတဲ့အချိန်မှာဆရာဝန်တွေအားလုံးကကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်ခဲ့ကြပြီးတော့ထိတ်လန့်သွားခဲ့ကြပါတယ်။ ဒီယောဂါကသူတို့တစ်ခါမှမမြင်တွေ့ခဲ့ဘူးတဲ့ယောဂဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်သိလိုက်တာကအကိုက်ခံလိုက်ရတာကြောင့်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့ထူးဆန်းတဲ့သတ္တဝါပုံစံပြောင်းနေပြီပဲဖြစ်ပါတယ်။ကျွန်တော်အိမ်ကိုပြန်လာတဲ့အချိန်မှာဆူဆူရွရွကိုပြောင်းလဲနေတဲ့ကျွန်တော်ရဲ့အပြင်းမှန်ပုံစံကြောင့်ဝေဒနာတွေကိုဖုံးကွယ်ထားခဲ့ရပါတယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်မှန်ရှိမှကြည့်ဖို့အတွက်အတော်လေးကိုတတိမွေခဲ့ရပြီးတော့ကျွန်တော်ရဲ့မျက်လုံးထဲမှာရှိတဲ့မျက်စံကလည်းတဖြည်းဖြည်းနဲ့ဝေဝါးလာခဲ့ပါတယ်။ နောက်ထပ်အနေနဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့ဖောင့်မြင်နေခဲ့ရပြီးတော့အပြင်ကနေအောင်ကြီးနဲ့ထိတွေ့တဲ့အခါမှာနာကျင်မှုကိုခံစားခဲ့ရပါတယ်။အခုဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကအပြင်ကို ထွက်ပြီးတော့တစ်ပင်တွေကိုခုတ်ဖြတ်ဖို့အတွက်မဖြစ်နိုင်တော့ပါဘူး။နောက်ဆုံးမှကျွန်တော်တွေးမိတဲ့အရာကတော့ဒီမီယောက်နိုင်ကောင်းထဲမှာပဲရှင်တန်ရတော့မယ်ဆိုတာပါပဲ။ဒါကြောင့်ရဲတွေကကွန်ကရစ်နဲ့ပိတ်ထားခဲ့တဲ့မြေအောက်ခန်းကအပေါက်ကြီးကိုဖောက်နေခဲ့ပြီးတော့တပတ်လောက်ဖောက်ပြီးတဲ့နောက်မှာကျွန်တော်မြေအောက်ခန်းထဲကအတန်တွေကိုကြားခဲ့ရပါတယ်။ နောက်ဆုံးကျွန်တော်ဒီထဲကိုဝင်မိုးလုပ်လိုက်တဲ့အချိန်မှာမစ္စတာဂရီဟန်ကျွန်တော်တို့ကရဲတွေပါကျေးဇူးပြုပြီးတော့တကားကိုဖွင့်ပေးပါကျွန်တော်တို့စေးရုံကနေခမည်းရဲ့ဆေးစစ်ချက်ကိုရလို့လာခဲ့တာပဲဖြစ်ပါတယ်ခမည်းရဲ့ခန္ဓာကိုယ်ကပြောင်းလဲနေပြီလို့ကျွန်တော်တို့ကြားတယ်ခမည်းအဆင်ပြေရဲ့လားကျွန်တော်ရဲတွေပြောတာကိုလစ်လို့ရှုလိုက်ပြီးတော့အပေါက်ထဲကိုဝင်သွားခဲ့လိုက်ပါတော့တယ် ဗီဒီယိုလေးတွေကို Universe TV ရဲ့ TikTok, YouTube, Telegram စားတဲ့နေရာတွေကနေလည်းကြည့်ရှုလို့ရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။